အညာတွေကိုအညာကို ပြန်ပေးပါတခုခုဖြစ်မလာခင်မှာတခုခုလည်းဖြစ်သွားနိုင်တယ်မခင်ထွင်းအရာတွေကိုတောင်းလိုက်ဖြတ်ပြီးအသားညက်ပေါင်းပုံတလုံးလိုနိုင်ငံတော်ကတပည့်ချင်းပြဲ့လာတယ်လူသက်လက်နဲ့ဆန်းတွေကို ကောင်းခုအိတ်နေတဲ့ကျွန်တော်တငယ်ချင်းကဓာတိပြင်း ကြောင်းပြန်တက်မယ်လို့ပြောပြီးနိုင်ငံတော်ကိုကြောင်းအပ်ပေးဖို့သူ့အသက်ကိုပေးသွားတယ်။ရုပ်ရှင်ဇာကားတွေကလူတော့အခုအညာက နေချင်းစရာပဲကောင်းတော်မလဲ။လက်ညှိုးတို့မလွယ်ပြပုံစတလင်းထဲမှာလက်ထဲကျန်တာကလည်းဒုက္ခပဲရှိတယ်။ဒီလိုဆွေးမြေ့စရာကောင်းတဲ့မြင်ကွင်းနဲ့ ဒီလောက်ကြောက်မက်ပွဲရာကျင်စာကြီးပါတဲ့ပကြီကားကိုဘယ်သူကလူချင်ပါတဲ့လဲဒါပေမဲ့အညာကရခဲ့တဲ့မက်ခင်ထွေကြီးရိုးရရကင်းချာချီလုံးကြီးတွေဆက်လက်တိုင်းထားတဲ့မနက်ခင်းတွေမှာမျက်ရည်နဲ့လှုပ်တဲ့မုန်းကလေးတွေကလမ်းမပေါ်မှာပြန်ကျဲကြနွေရသည်တွေနောက်တစ်ခေါက်ပြန်ရောက်လာတော့ ကဘာလဲကျွန်တော်တို့စီကိုရောက်လာမယ်လို့ထင်ခဲ့ဘူးတာပဲလူတလနဲ့ဆန်းတွေကတအုံအုံထာကွင်အသက်ရှိနေတော့လဲတေးရမကူတော့ကြောက်ရသားပဲဗျာမခင်ထွေးကြီးရဲ့မခင်ထွေးကြီးဒီတခါတွေကိုကဘာမကြည့်ဘူးလို့ချက်မအော်ကျင်တော့ပါဘူး စိတ်လူကိုလို့နဲ့အညာຫນွေထဲမှာတမာတွေပွင့်ပါစေလက်ပံတွေရဲရဲနီနေတဲ့မနက်ခင်းထဲမှာစိတ်ကြောင်းသူတွေနွားကြောင်းသူတွေတဆူဆူနဲ့ဆူရဲ့ဇီကလောက်တွေကအညာຫນွေအကြောင်းကိုအညာပီတာအောင်ပြောကြပါစေဟာရီကလေးတွေလေမခင်တွေဟာရီကလေးတွေပေါ့ အညာနှွေးကိုအညာစီပြန်ခေါ်လာမယ်လို့ပြောပြီးထွက်သွားကြတာနောက်တစ်ခါနှွေးခဏခဏရောက်လာပြီမဲဟောဒီကလေးတွေလူဆုံအောင်ပြန်ရောက်မလာကြတော့ဘူးအမေအိုကကုထာလက်စတပြေပန်းကလေးလက်ကကိုင်းပြီးမြေရောင်မနှက်ခင်းနေကုန်ပြီလို့ပြောနေတယ် ေယာရီမြစ်ကိုအပေါ်စီးကငုံကြည့်နေတယ်။သပင်းအယောင်ဆိုးထားတဲ့ငက်ကလေးတွေပြန်လာကြတယ်။ပြန်လာပြီလားမခင်ထွေကြီး။အညာကအရင်လိုတကယ်ပြန်လာပြီလေလား။ဒီတခါနောက်တခါနောက်နောက်နှွေတွေမှာအညာနှွေကိုအညာကိုပြန်ပေးပါ။ယူနီ